အဲ့ဒီမြမောင်ကတော့လေအန်ကဲစကားကိုသိချပြတော့မှဆုံးအောင်နားမထောင်သူ့စိတ်ထဲထင်တာပဲရှောက်လို့နေတော့တာဟုတ်တယ်အန်ကဲရေမြမောင်ကလေငငယ်တော့နဲ့မတူတော့ဘူးပြောရဆိုရတာအရန်ခက်လာပဲအော်ဒါနဲ့လင်းထက်နဲ့မင်းထက်ရောအခုတပြေမြောက်ကြသေးဘူးလားအင်းတားရနေဘက်ကဆိုင်တူ သွားစစ်ဆေးနေတော့လမ်းမှာနှောက်ကြနေတယ်ထင်တယ်။တားငယ်ကလည်းကုန်းတက်ကဆိုင်နေစစ်ဆေးနေတော့မကြတော့ပါဘူးလာတော့မှာပါ။ဒီမှာနင်တို့အဖေတွေရှိစဉ်ကတည်းကဒီလိုညစာစားပွဲမှာမိသားစုတွေစုံစုံညီညီနဲ့ပျော်ပျော်ပါပါသမင်းလက်ဆုံးစားခဲ့ကြတာတရက်မှမပြက်ခွက်ခဲ့ဘူးဘူးမှတ်တာနောက်ဆို ဘလောက်ပဲအလုံများများဒီအချိန်ကိုမြည်အောင်နင်တို့သားသမီးတွေကို ပြန်လာခိုင်းကြဟုတ်ပြီနော်တစ်ချိန်တည်းမှာပဲဒီတစ်ချိန်လေးကိုနောက်မကြစီနဲ့ဒီတစ်ချိန်မှာပဲတမင်းအတူစားရတာမြင့်မြင့်မှတ်တာဟုတ်ပြီနော်ဟုတ်ကဲ့ပါအကဲသမီးအင်ဂျင်ချင်းသမီးအလုပ်တွေရောအဆင်ပြေလား အားလုံးအဆင်ပြေပါတယ်အငယ်အငယ်ပြောထားတဲ့ marketing project တွေအားလုံးစီစဉ်နေပါပြီနောက်နှစ်ပတ်သွင်းဆိုလို့ရှိရင်အားလုံးအကောင့်တွေပေါ်တော့မှာပါနှစ်ပတ်သွင်းဟုတ်ကဲ့မြန်သားပဲဆိုပါဦးမလာဘက်ကောင်ကျွန်တော်ပြန်ရပါပြီအော်အေးဝင်နိုင်ဟုတ်ကဲ့ စိုက်ခွဲနဲ့ရောင်ရကြနေတဲ့ကိစ္စကိုကျွန်တော်ပြင်ဆင်ပြပါမယ်။ဒီနောက်မှာစိုက်ခွဲတဲ့တဲ့တုံးရောင်ရကညီနားရဲ့ဆိုင်ပုံပြီးတော့ထုတ်တက်လာ။ပုံထဲကစိုက်ခွဲရဲ့ရောင်ရမှုပါပေါင်းလိုက်တော့တော်တော်လေးထုတ်တက်လာတယ်ပေါ့။စိုက်ခွဲနဲ့ကိုကြည့်ကြတော့အဲ့ဒီစိုက်ကရရတဲ့စုရှိဆိုင်တဲ့ဆိုင်ရဲ့ဝင်ဝင် công ni tu yên dẹp tập mà đi đi Ok mà đi chờ đi chờ Ok 那咱们那阵子也不如，现在就是不单搞啥，都过来不是的。云南的药价么多啊，都过来都上不呀？呀呀的，啊呀的呀。

ဒါဆိုအဲ့နေကြလို့ရှိရင်စားရွှေဖို့အတွက်စားရွှေစားတန်းတွေပါတိချပြင်ဆင်ထားလိုက်ဖိုးပန်းနဲ့ဆက်သွယ်ပြီးသွားလို့ရှိရင်ရောင်းလို့ရမယ့်ရှယ်အမောင့်တွေတိချကွဲထားလိုက်အာဖေဖေဒါဘောကငါအဆင်ပြေတာနဲ့မင်းတို့ပါကောင်းစားစေရမယ်စိတ်ချဒါဆိုအဲ့နေကြမှာဆုံးရမယ်။ကဲဒါသမေးစားပြီးပြီလား။စားတယ် ။အမီလူတော့ထမင်းစားပြီးကြပြီလား။မစားသေးဘူး။အန်ကယ်ပြန်လာမှအတူတူစားဖို့စောင့်နေရ။ဟုတ်တယ်။ဘိုက်ဖာပဲမဲ့အတူတူစားလို့။ဟုတ်ပါပြီ။ဟုတ်ပြီဟုတ်ပြီ။ကဲဒေါ်လာ။ရှင်း။ဒါဆိုခလေးတွေနဲ့ထမင်းအတူတူစားဖို့အတွက်ထမင်းပြန်ပြန်ထားလိုက်တော့။ဟုတ်ကဲ့ပါ။ထမင်းမစားခင်မှာသားနဲ့သမီးတို့အန်ကယ်ပြစရာတခုရှိတယ်။ ကဲတားလို့တမီးလို့လာတမီးတို့ဘာပြမလို့လဲအိုင်နေတမီးတို့အပေါ်မထက်ဖို့စီကန်းထုတ်ထားတဲ့ဟာကိုအခုဘာလို့ခေါ်လာလဲအခုဟာတားလို့တမီးတို့အားလုံးတိဖို့အချိန်ကြပြီဖြစ်လို့ပဲတောင်းငဲ့ကြ ဒီမြဘက်ကြီးကိုအန်ဂယ်ရိုလိုပဲသားတို့သမီးတို့မှလည်းဆက်ပြီးတော့ထိန်သိမ်းဖို့တောင်းရှိတယ်အဲ့တော့ဒီဘယ်ကြီးနဲ့ထိုက်တန်တဲ့သူကိုပဲလက်ဆင့်ကမ်းပေးမှာဖြစ်လို့သားတို့သမီးတို့ကစူးစမ်းကြရမယ်နော် နားလည်လားဟုတ်ကဲ့အန်ဂယ် မိမာလာစက်တောင်ရိုက်လဲတော်တာပဲတားတို့သမီးတို့၃ယောက်ထင်းမှာမှဒီမြပြည့်ကြီးနဲ့ထိုက်တန်နေသူကိုရွေးချယ်ပြီးလက်ဆင့်ခံပြီးမှဖြစ်လို့မင်းတို့ကစူးစမ်းရမယ် ကိုလေးတို့ကမစားတော့မလားကျွန်မပြန်နိုင်မယ်လေစားလိုက်အကဒင် project တွေကိုတခြားအအောင်ဆိုင်ရင်ပဲတမီးရဲ့ project တွေရွေးချယ်ခံရမှာဖြစ်မှာเนาะအခုဆိုလို့ရှိရင်လင်းထက်တို့က engagement မှာမျက်နှာตาရနေပြီစိတ်ချပါမမီး အဖိုးသဘောကျတဲ့သူဖြစ်အောင်ရောကုံတိုက်တွေရေးပါတဲ့သူဖြစ်အောင်မှာရမင်းစူးစမ်းနေပါတယ်ငါသမီးကြီးကတော့အားကိုးရပါတယ်ဟွေးငါတော့လေနင့်ကိုလုံးဝအားမရအောင်ဟိုဘာကြီးလို့ပူစင်းနေတာလဲဟင်မားရဲ့ဒေတာကိုကူရှာပေးဖို့တော့တွေးနေပါတယ်မမ်မီဒီမဲ့တွေးနေုံနဲ့မရဘူးတေချာလုပ်ပေးမှရမှာအဲ့ဒါမှဝိုင်းမကူချင်ဘူးဆိုလို့ရှိရင်လေငါကနေဖွဲ့တယ်မှာနေရာသာရှာထားလိုက်တော့အလုပ်ဝင်ဖို့ မားကတ်တင်းဖွဲ့ကမိုက်ရှိနေုံနဲ့ရပါပြီ။တမီးကတခြားအသုံးဝင်အောင်ကြိုးစားပါမယ်။ဟုတ်ပါတယ်မမီးရဲ့။ဟိုဝီယိုကတခြားကိစ္စတွေခန်းလို့ရပါသေးရဲ့။မမီးတို့ကယမင်းရှိနေပါတယ်မမီးရဲ့။မလာကတော့တားညှောက်မွေးထားလို့ဂုံမောက်နေ။ငါ့မှာတော့တမီး၃ယောက်ရှိရဲ့။နှစ်ယောက်ကအာမကူကဟိုအငယ်မစပူစူ။အာနေပကြီးပဲထိုင်ဆွဲနေ။ဘာမှကောအာမကူရအောင်မိဘလူကိုဝိုင်းလုံမယ်ကိုမရှိဘူး။ ဟုတ်ဝင်လာလို့ရတယ်သူမိခန်းထဲမှာရှိနေတာပဲသူဒီနေ့တင်းနေမတော့လားဒီနေ့ပိတ်တယ်တဲ့ဒီနမီယာအောက်ခံမယ်ငါသူမိကဘာပုံဆွဲမလို့စိတ်ကူရတော့မပေါ်လာသေးဘူးအဲ့ဒါကြောင့် background ပဲအရင်ချဲနေရမိကအနီအောင်ကြိုက်တာဟင် ကြိုက်တယ်လို့လည်းမဟုတ်ဘူးဒါမဲ့အနီအောင်ကရဲရင်ပြတ်တာတာကိုရည်ညွှန်းနေကာလာလိုင်းထဲမှာလည်းအတော့ဆုံးအရာအောင်လို့ပြောလို့ရတယ်ဒယ်ရီအနီအောင်ရဲ့နှက်နေတဲ့အထိပ်ပဲကိုသိလားမသိဘူးသွေးဆောင်လဲစားခြင်းနဲ့ mới ghê Thế thì mà thả ra có phí hả bà bì? Ừ Thế mà mà là chạy thả lại Bà biết rồi đấy မှမဖြစ်ပါဘူး။တော်တော့ဟုတ်အိမ်မှာတိထားရေအရှမ်းများနေတဲ့လူတစ်ယောက်တော့ရှိတယ်။ သားစုတွေစီစီလုံးလုံးနဲ့အခုလိုတူတူရှိနေတာပါငါကျေနပ်တယ်ဟုတ်တယ်ဟုတ်တယ်ခဏနေကြလို့ရှင်မောင်လေးကိုတော့ကြည့်လိုက်အောင်နော်ဘာလို့ကြည့်ရမှာလဲညမှာသူ့အပြင်းနဲ့သူစုခံရတာလေသမီးမှလည်းစာလုံးကြရအများကြီးရှိတယ်အဲ့လေညမှာကအဖို့ပဲမနေရဘူးအငယ်ဖရန်နဲ့အောင်နေသေးသူ့ကိုကြည့်လိုက်လို့ရှင်ငယ်အေးစင်နော်အားကြောင့်လည်းအငယ်ကသူ့အဖို့ကိုမရဘူး